ပြီးခဲ့တဲ့အပိုင်းမှာအီဘိုတယောက်ချန်ပီယံကြီးဓာတဲကိုရှုံးနေခဲ့ရပြီးသူရှုံးခဲ့ပြီဆိုတာကိုအပြည့်အဝသဘောမပေါက်သေးပါဘူးဓာတဲအတွက်နိုင်ငံအတွင်းမှာလှုပ်ရှားမှရှိရလို့ကမ္ဘာချန်ပီယံလူပွဲအတွက်အာယုံဆိုင်နေပြီဆိုတာအီဘိုသိလိုက်ရတော့နောက်တစ်ချိန်ဓာတဲနဲ့ခပတ်လူပွဲမတိုက်ခိုက်နိုင်တော့ဘူးလို့ပြောနေပါတယ် ။ဤဘိုးကဓာတဲကိုဗန်းနိုင်အဖြစ်သတ်မှတ်ပြီးအစွမ်းကုန်စူးစမ်းခဲ့ပြင်ပဲဓာတဲကိုအနိုင်မယူနိုင်ခဲ့ပဲဤဘိုးရဲ့စူးစမ်းမှုတွေကိုအနိကမြင်ခဲ့ရတဲ့ဦးမေသာဘကလည်းခံမြင်းဖို့ကောင်းကြောင်ပြောနေပါသည်။ဓာတဲကခပတ်ကိုပြန်ပေးရထားတာကြောင့်လွတ်နေတဲ့ချန်ပီယံနေရာအတွက်ထိတ်ဆုံးမှရှိနေတဲ့ဗော်နက်ဆန်တို့ကရှိန်မှန်ကြရမှာဖြစ်ပါသည်။ ချန်ပီယံလူပွဲမှာအီဘိုရရှိခဲ့တဲ့ခန္ဓာကိုယ်ဒဏ်ရာတွေအပြင်စိတ်ဖြစ်ဖို့အတွက်သုံးလအနာယူဖို့အနည်းပြကြီးကပြောလိုက်ပါရင်လောလောဆယ်တော့အီဘိုအဆင်ပြေနေပေမဲ့ရှုံးနေခြင်းရဲ့အရာတောက်တဆိုင်ဆိုင်ခံစားရမှာဖြစ်လို့အခုမှအစာပဲရှိသေးရဲ့လို့နည်းပြကြီးကပြောပါရင်အီဘိုတယောက်ဘာမှလုပ်စရာမရှိအောင်ပြင်းနေတဲ့အချိန်ခူမစ်စီကနေဖုံးဝင်လာခဲ့ပြီးအီဘိုရဲ့ပွဲကိုကိုယ်တိုင်လာမကြည့်ဖြစ်ပေမဲ့မဂ္ဂဇင်းကနေဖတ်လိုက်ရအောင်ပြောပါရင်ခူမီကအီဘိုနဲ့ဒိတ်ဖို့ပြောခြင်းပေမဲ့ဘေးနားမှာသူ့ရဲ့ကိုမရှိပါရှိနေရအောင်ရှောင်နေရပြီးမရှိပါကဖုံးကိုလှူသွားပါရင် မာဂျီဘာကအီဘိုပေါပေါဖောင်းနေရကြောင်းအီဘိုလက်ရောက်ဖကြီးကိုကြောက်နေရပြီးအဲအဲချိန်ခူမီကဒိတ်လောက်ကြမယ်လို့လူရင်းတို့ရှင်ပြောလိုက်ပါတယ်။နောက်တစ်ရက်မှတော့အီဘိုနဲ့ခူမီတို့အတူတူရှောက်လိုက်ခဲ့ကြပြီးအပျော်ကြီးပျော်နေကြပါတယ်။ခူမီကျောင်းသူဘဝတုန်းကသူ့ကိုကြိုက်နေတဲ့ကောင်လေးတယောက်ကိုမာဂျီဘာကခြောက်လန်းလိုက်တာကြောင်းထွက်ပြေးသွားခဲ့ရပူပါတယ်။ခူမီကိုလာကြောင်းတဲ့ကောင်လေးတန်းကိုမာဂျီဘာကခြောက်လန်းနေရကြောင်းခူမီခင်မြတ်အခုချိန်ထိစင်ငယ်ဖြစ်နေရကြောင်းပြောပြပါတယ်။ ဒါပေမဲ့မာဂျီပါကသူညီမအတွက်အကူကောင်းတယောက်ဖြစ်ပြီးခူမီကလည်းဘောင်းသင်းထိုးနေတဲ့သူ့အကိုကိုကူညီပေးချင်တာကြောင့်သူနာပြုတ်လောက်ခဲ့တာဖြစ်ပါတယ်။ယောက်ျားတွေအချင်းချင်းထိုးတဲ့ရင်ပြောနေကြတဲ့ဘောင်းသင်းကိုခူမီကအခုထိနားမလည်နိုင်သေးပေမဲ့အီဘိုးကြောင့်အနေငယ်တော့နားလည်လာပြီလို့ပြောပါတယ်။အဲ့တော့တရဲအိမ်နဲ့ဝင်ခဲ့ကြပြီးတရဲကြောက်တဲ့ခူမီကအတင်းဖတ်ထားတာကြောင့်အီဘိုလည်းကြိတ်ပျော်နေပါသည်ခူမီကိုကြိုက်နေတဲ့ကောင်လေးတွေကိုမာရှိပါကအမြဲတမ်းချောက်လို့တက်တာကြောင့်ခူမီကိုစိတ်ပူလို့စောင့်ကြည့်နေတာထင်တယ်လို့အီဘိုကပြောပါသည် အခုသူတို့ရှောက်လဲနေတဲ့ကိစ္စကိုလည်းမရှိပါသာသိရင်စိတ်ပူနေလိမ့်မယ်လို့ပြောတော့ခူမီကသူ့အကူတီချောင်ပြောပြလိုက်ပါရင်အဲအချိန်အနောက်ဘက်ကနေမရှိပါရဲ့မျက်ခွက်ကြီးကိုမြင်လိုက်ရတော့အီပိုလဲတရေကြောက်တဲ့ခူမီကိုထားခဲ့ပြီးထွက်ပြေးသွားပါရင် အပြင်ရောက်တဲ့အခါမှသာစိုက်ထနေတာပါဆိုပြီးဖြည့်သိမ်းလိုက်ပေမဲ့မာရှိပါကတကယ်လိုက်လာခဲ့တာဖြစ်ပါရင်အီဘိုတို့ခြားစည်းနေတဲ့အချိန်အမြင့်ကနေခိုရာကူရန်ခမ်းမကြီးကိုမြင်လိုက်ရတော့အရင်နေ့တုန်းကရှောင်းနေကြရတာကိုပြန်တွေးမိနေပြန်ပါရင်အဲ့နောက်အီဘိုအိမ်မြန်တဲ့အချိန်ခမ်းမရှိကနေဖြတ်လျှောက်တော့ဒီကနေ့ထိုးဝဲရှိလို့လူစီနေတာကိုမြင်လိုက်ရပါရင် သူ့လုံကလည်းသူသာအနိုင်ရခဲ့မဲ့ဆိုရင်သူ့ကိုအားပေးနေကြတဲ့လူတွေဝမ်းသာသွားကြမှာဆိုပြီးတွေးမိလိုက်ပါရင်အကောင်လုံးကအီဘိုရဲ့ကြိုးစားမှုကိုချီးကျူးပေးခဲ့ကြပေမဲ့အီဘိုကတော့သူတို့တွေကိုပျော်ရွှင်စေချင်တာကြောင့်တိုင်ပွဲမှာနိုင်အောင်လှုပ်ခဲ့တဲ့နာဆိုပြီးနောင်နာရနေပါရင် အခုချိန်မှာတော့ Ebola သူမလုံနိုင်ခဲ့တဲ့အရာအတွက်နောင်နာရနေခဲ့ပြီးဖြစ်ပြီးအရှောင်းကိုလက်ခံနိုင်ဖို့စူးစမ်းရတော့မှာဖြစ်ပါနီးခမောကဝချင်းဘက်မှာတော့ခေမူရကနောက်ပွဲမှာထိုးဖို့စူးစမ်းနေပေမဲ့ Ebola မရှိတော့ခြင်းတစ်ခုလုံးကို၆ကက်နေတယ်လို့ခံစားရပါနီးအရှောင်းနဲ့ရင်ဆိုင်ရပြီးရင်ပထမဆုံးအပတ်ကခံရအခက်ဆုံးဆိုတာကိုအတွေ့အကြုံရှိတဲ့အာဟုတ်ခိနဲ့ခေမူရတို့ကအတိအကျဖြစ်ပါနီး တခါမှမရှုံဘူးတဲ့တခါမူရာကတော့ဒီလိုခံစားချက်မျိုးကိုနားမလည်ဘူးဆိုပြီးအာဟုခိနဲ့ခင်မူရာတို့ကိုစားနောက်နေခဲ့ပါသည်အာဟုခိကအီဘိုတယောက်ဒုခရက်လီနဲ့ပျော်ပျော်ကြီးရှောက်လွှဲနေတာဖြစ်ကြောင်းတိုမီကိုစီကနေကြားခဲ့ရတယ်လို့ပြောပြပါသည်တခါမူရာလည်းဆော်နဲ့အချိန်ဖြုံးနေတဲ့အီဘိုမနာလို့ဖြစ်သွားခဲ့ပြီးအဲအချိန်အီဘိုရောက်လာတော့တီးထုတ်ပေးလိုက်ပါသည်အီဘိုကသူ့ရဲ့ထိုးပွဲကအမားတွေကိုပြန်ကြည့်နေတာကြောင့်ဘသူစီမှာဗီဒီယိုရှိလက်မေးတဲ့အခါတာခါမူရာကသူ့အိမ်မှာရှိရလို့ပြောပါရင် ။ဤပိုလေတခါမူရအင်ကိုသွားတဲ့အခါတိုင်အိမ်လုံးရှုပ်ပွားနေတဲ့အပြင်တခါမူရရဲ့အရှုပ်ထုတ်စော်လေးတွေကဖုံးတွေတကွန်ကွန်ဆက်နေကြပါသည်။ ။ TV ဖွင့်ကြည့်လိုက်တာနဲ့ဤပိုးရဲ့ထိုးပွဲအခွေထဲပြီးသားဖြစ်နေပြီးပထမအချိန်မှာထိုးသွင်းနေခဲ့တာကိုမြင်လိုက်ရပါတယ်။ဒါတဲကဤပိုးရဲ့ထိုးချက်တွေပေါ်သေးရလို့ပြောခဲ့ပေမဲ့သူ့ရဲ့ထိုးချက်ကြောင့်ဒါတဲအထိနာသွားတာကိုဤပိုးမြင်လိုက်ရပါတယ်။ဒါပေမဲ့ဒါတဲကတော့မတက်ရနိုင်နေတုံးပဲဖြစ်ကအဲအပိုင်းကနေစပြီးဤပိုးဘာမှမမှန်မီတော့တာဖြစ်ပါတယ်။ဒါတဲရဲ့ညာလက်သီးကြောင့်ဤပိုးသတိမဲ့သွားခဲ့တာဖြစ်ပြီးအဲနောက်ပိုင်းမှာတော့ထိုးရမယ့်နေရာတွေမှာတိကျမထိုးလိုက်ရတဲ့သူ့ရဲ့အမားတွေကိုဤပိုးမြင်လိုက်ရပါတယ်။ ဒါပေမဲ့ဓာတက်ကလည်းသူ့လိုပဲအများကြီးအထောခံနာရတာဆိုပေမဲ့မတက်ရနိုင်သေးတာကြောင့်အံ့ဩနေရပြီးဓာတက်ရဲ့တောက်ပနေတဲ့မျက်လုံးတွေကိုတွေ့လိုက်ရပါတယ်ပရိသတ်တွေချင်းနဲ့အာရခဲ့တဲ့ပွဲကောင်းတစ်ခုဖြစ်ခဲ့ပြီးအီဘိုကလည်းအဲ့လိုမျိုးပွဲကောင်းတစ်ခုဖြစ်အောင်ကြိုးစားပေးခဲ့ပေမဲ့အနိုင်တော့မရခဲ့ပါဘူးဓာတက်ကတော့ဤဘို့လို့မဟုတ်ပဲတေချာဖို့အနိုင်ရရမယ်ဆိုပြီးစိတ်ပိုင်းပြထားတဲ့အကြီးတွေကိုအတိုင်းသားမြင်နေရပါတယ် အဲ့လကပဲသူတို့နှစ်ယောက်ကြားမှာခွာခြားချက်ကြီးတစ်ခုဖြစ်ခဲ့ပြီးအီဘိုကသူ့ရဲ့ဘောင်းစင်းအပ်ပေါ်ချိမှန်နေတဲ့စိတ်ကဘယ်သူမှမရှုံးဘူးလို့ထင်ခဲ့ပါရင်အခုတော့အရေးကြီးတဲ့အချိန်မှာပဲဒါတက်ရဲ့အနိုင်ရဖို့စိတ်ပိုင်းဖြတ်ထားတဲ့အကြီးတွေအောက်မှာရှုံနေကြရပါရင် အီဘိုကသူမြန်နိုးရတဲ့ဘောင်းစင်းကိုရှာတွေ့ခဲ့ပြီးနောက်ပိုင်းမှာယုံကြည်ရဲတွေရရှိလာခဲ့တာဖြစ်ပြီးသူ့ရဲ့ဘောင်းစင်းကိုချင်းမြန်နိုးတဲ့စိတ်ကအခုချိန်မှာတော့အနိုင်ပန်းခံလိုက်ရပါတယ်။အဲဒါကြောင့်အရှုံးကိုလက်မခံနိုင်ပဲမခံမရနိုင်ဖြစ်နေရပြီးအနိုင်ညက်ခံရတော့ကတော့ဒီလိုခံစားချက်မျိုးကိုမခံသားခဲ့ရဘူးပါဘူး။တခါမူရတော့ရောက်လာတဲ့အခါအီဘိုကအခုချိန်ထိသူ့ထိုးပွဲကိုကြည့်နေသေးရကြောင်းအလိုက်တတိရှောင်ထွက်သွားပေးလိုက်ပါရင်အီဘိုကတော့အိမ်မြန်နဲ့လမ်းမှမြင်လိုက်ရတဲ့သူ့ရဲ့စာမန်ဖြစ်တဲ့တိမ့်မကြီးစီကနေတင်းရွက်တွေဖမ်းခဲ့လိုက်ပါရင် အိမ်မက်ရောက်တဲ့အခါစာရင်ပြူးစုနေတဲ့အမေကိုမြင်လိုက်ရပါသည် အမေကသူသားရဲ့မျက်နှာပေါ်မှာအရှုံးကိုခံမြင်နေတဲ့အမှုအရာကိုမြင်လိုက်ရတော့အီပိုလက်အရွယ်ရောက်လာပြီပဲလို့ပြောပါရင်ကျောင်းသားဘဝမှာတုန်းကအနာကျင့်ခံရရင်တော့အပြုံးလေးနဲ့ဖုံးွက်တတ်တဲ့ကောင်လေးကအခုတော့လက်ထမိုင်မိုင်နေတာဖြစ်ပါရင်အစာပိုင်းမှာတော့အီပိုအတွက်အနိုင်အရှုံးကအရင်မကြီးခဲ့ပဲပွဲကောင်တစ်ခုဖြစ်အောင်ထိုးနိုင်ခဲ့ရုံနဲ့တင်စိတ်ကျနေခဲ့ပြီးချန်ပီယံလူပွဲဆိုတာကလည်းအိမ်မက်တစ်ခုလိုပါပဲအဲ့ဒါကြောင့်ပြီးခဲ့တဲ့ချန်ပီယံလူပွဲမှာပွဲကောင်တစ်ခုဖြစ်အောင်ထိုးနိုင်ရင်အနိုင်မရရင်တော့သူ့ကိုစိတ်ကျနေစေမယ်လို့ထင်ခဲ့ပါရင် အခုတော့တွေးထားတာနဲ့တခြားသည့်ဖြစ်နေပြီးရှုံနေကြရလို့လုံးဝခံမင်းနေရကြောင်းအီဘိုကပြောပြပါရင်အီဘိုကသူ့ရဲ့အခြေအနေကြောင့်အမေကိုစိတ်မပူစေချင်သလိုအမေကလည်းသူသားဆက်ကြီးနဲ့တိတ်အထိအဆောင်းကိုကြိုးစားဖို့အားပေးလိုက်ပါရင် အဲ့နောက်ပိုင်းမှာတော့ဆန်နိုနဲ့ဗော်လိုရဲ့ခပတ်လူပွဲကိုတွားကြည့်တဲ့အချိန်ဆန်နိုရဲ့ပြိုင်သက်တွေကဆန်နိုကိုအနိုင်ယူခဲ့ပြီးတဲ့အီဘိုးကိုမြင်လိုက်ရတော့အခဲမကြီးဖြစ်နေကြပါရင်အဲ့အချိန်မီယာဒါရောက်လာခဲ့ပြီးအခဲမကြီးဖြစ်နေတဲ့ငနေတပွေကိုသူ့ထက်အီဘိုးကပုံတန်မှာကြောင်းပြောပြလိုက်ပါရင်နိုင်ငံခြားပေါ်စီနေမှာထိုးတက်ခဲ့တဲ့မီယာဒါကတပွဲတည့်ရဆယ်ပွဲနိုင်ရှစ်ပွဲကို KO နဲ့အနိုင်ရရှိထားတာကြောင့်ရလက်ကောင်းတွေပတ်ဆိုင်ထားပါရင်အဲ့လည်းအပြင် OBBF အဆင့်3နေရာမှာရပ်တည်နေတာဖြစ်လို့အီဘိုးကကြီးကျူးနေပြီးမီယတ်တော့အိုင်နော်တယောက်လိုဆက်ဆက်နေတာမျိုးမီယတ်တလည်းနေရခန့်နေပ ါတယ်။ OBBF ဆိုတာကတော့အာရှနိုင်ငံတွေနဲ့ပစိဖိတ်ဒေသအတွင်းကပေါင်းစားရတဲ့အတွက်ချန်ပီယံလူပွဲတွေစီစဉ်ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါင်းစင်းကောင်းသည် WBC ရဲ့လာအောက်ခံအဖွဲ့အစည်းတစ်ခုဆိုလဲဟုတ်ပါရင်2024ခုနှစ်တုန်းကမြန်မာပေါင်းစင်းကော်မရှင် MBC ကိုစတင်ဖွဲ့စည်းခဲ့ပြီးနောက်2025ခုနှစ်ဖေဖော်ဝါရီလမှာ WBC နဲ့ WBC လာအောက်ခံ OBBF တို့ကမြန်မာနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်လက်ခံခဲ့ပါသည်အဲဒါကြောင့်အခုဆိုရင် WBC နဲ့ OBBF တို့ကပေရတဲ့ချန်ပီယံခပတ်တွေမှာမြန်မာနိုင်ငံအလံကိုထည့်သွင်းပေးထားကြောင်းသိကြပါသည် ခမ်းမကြီးထဲမှာစံနှုန်းကိုအပိနေကြတဲ့ပြည်တွင်ကလူတွေအများပြားနေပြီးရုရှားသားလေးဗော်အတွက်တော့ရန်သူနိုင်မြေတဲ့ရောက်နေတယ်လို့ခံစားရမယ်ဆိုတာအတွေ့အကြုံရှိတဲ့မီယာတာကသိနေပါတယ်။နာနီယွာမျိုးရဲ့ဂျာကြီးစံနှုန်းကပါဝါပိုင်းမှာပိုအားသပြီးအစွဲပြူဝင်ပလီဗော်မှာတော့နီးစနစ်ကောင်းလို့ရှိနေရကြောင်းခပတ်ကိုဘသူရသွားမလဲဆိုတာစိတ်လှုပ်ရှားနေကြရပါတယ်။ပထမအချိန်စားတဲ့အခါစံနှုန်းကလင်းမြန်တဲ့လက်သီးနဲ့အရင်ထိုးခဲ့ပေမဲ့ဗော်ကလည်းပင့်လက်သီးနဲ့ပြန်ထိုးပါတယ်။ ဖောက်ကဆန်နိုးလိုမျိုးအပြင်းနဲ့လက်သီးတွေနဲ့အနီးကတိုက်ခိုက်တဲ့အီဘို့ထိုးခဲ့ပြီးပြဖြစ်လို့အတွေ့အကြုံရှိနေပြီးဆန်နိုးကိုဘယ်လိုကန်ရွယ်ရမလဲဆိုတာသိနေပါရင်ဖောက်ရဲ့ထိုးချက်တွေကြောင့်ဆန်နိုးကျွမ်းနဲ့ကန်းနေရပေမဲ့ဆန်နိုးကလည်းပြိုင်မက်ကိုမကြည့်ဘဲနဲ့တောင်ပိတ်လက်သီးထိုးနိုင်နေပါရင် အဲ့ဒီထိုးချက်ကြောင့်ပဲဖော့အထိနာသွားတာဖြစ်လို့ဆန်တို့ဘက်ကအတာသီးရလာခဲ့ပြီးဆန်တို့ရဲ့အပြင်းနဲ့ထိုးချက်တွေကိုဖော့သိချမကနိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းတောင်းခံထားတဲ့အပြင်ဆန်တို့ကပါအဆွဲပြုတ်လက်သည့်ပြန်ကျွေးနိုင်လိုက်ပြီးအီဘိုကသူတို့နှစ်ယောက်စီကနေဓာတရဲ့အကြီးတွေကိုပြန်မြင်နေရပါသည်။ဆန်တို့နဲ့ဖော့တို့ကလည်းဓာတလိုမျိုးပဲအရှုံးကိုလှဲမကြည့်ပဲတေချာပေါက်အနိုင်ရောက်ဖို့တိုက်ခိုက်နေကြတာဖြစ်ပြီးခိုင်မာတဲ့စိတ်ပိုင်းပြတ်မှုတွေကခန္ဓာကိုယ်ကိုအထောက်အကူဖြစ်စေကြောင်းမိရတာကပြောပြပါသည်။ဆန်တို့ကဖော့နဲ့ထိုးရတာလွယ်ကူကြောင်းလေရှိနေပေမဲ့စိတ်ထဲမှာတော့ဖော့ရဲ့တီးကြတဲ့လက်သီးတွေကကြောက်ဖို့ကောင်းတဲ့ ယ်လို့တွေးမိနေပါသည်။စန်တို့ကအီဘုံနဲ့ထိုးပြီးကြတဲ့ကတိုင်မရဲ့ဆွဲဆောင်နိုင်စွမ်းကိုအခုမှပြန်မြင်ရတာဖြစ်ပါသည်။စန်တို့လက်သီးတွေရဲ့အပြတ်ဆွမ်းကအီဘုံထက်တောင်အပြည့်နေရာကြောင်းဖောကလည်းသတိထားနေရပါသည်။စံတို့ရဲ့ fighting line ကလည်းအခြေရက်ဆက်မိနေရာကြောင်းထိုးချက်တိုင်းကိုရှောင်ဖို့ဆိုတာမဖြစ်နိုင်ပဲတစ်ချက်အထိုးခိုင်ရရင်တောင်းချက်လောက်ပြန်ထိုးဖို့ဖောကစဉ်းစားထားပါသည် အဲဒါကြောင့်ဒုတိယစီဆလာနဲ့ဆန်နိုစီပြေးဝင်သွားခဲ့ပြီးပြိုင်မဲရဲ့ထိုးချက်တွေကိုရှောင်နိုင်သလောက်ရှောင်ရင်ထိုးစစ်ဆင်နေပါလိမ့်။ဆန်နိုကဗောရဲ့ body ကိုထိုးလိုက်ပေမဲ့ဗောကအလောင်းနဲ့လဲကျသွားမှာမဟုတ်ပဲဆန်နိုရဲ့မျက်ခွက်ကိုရှယ်တီးပေးနေတဲ့အချိန်မှာပဲဒုတိယအကြည့်ပြီးသွားခဲ့ပါလိမ့်။ဒီအချိန်မှာဝင်းဘယ်လွေရဲ့အဆွဲဖြူထိုးချက်တွေကိုကြားကြီးအလူအလဲခံလိုက်ရတာဖြစ်ပြီးဗောရဲ့နီးစနစ်ကောင်းတွေကဆက်ရှုပ်စရာကောင်းနေပါလိမ့်။ဒီလိုနဲ့အပြိုင်အဆိုင်ထိုးလာခဲ့ကြရင်၆ချီမြောက်မှာဗောရဲ့တီးကြတဲ့လက်သီးတွေကိုဆန်နိုလုံးဝမရှင်နိုင်ပဲဖြစ်နေပြီးထိုးချက်တွေအများကြီးခံလိုက်ရတဲ့အချိန်မှာတော့လဲကျသွားခဲ့ရပါ တယ်။ဆန်နိုကဘောက်စင်းလောကမှာသူ့လိုမျိုးအဖြတ်ဆုံးအကြီးရဲ့လက်သီးတွေကရှားပါတာကြောင့်ဒီလိုသက်အဆုံးသက်လိုက်ရင်နှမျိုးဖို့ကောင်းတယ်ဆိုပြီးပြန်ထလာခဲ့လိုက်ပါတယ်။ပွဲပြန့်စားတဲ့အခါဆန်နိုကလုံးဝမလှုပ်ရှားနိုင်သေးပေမဲ့ဖောကအစွဲပြူလက်သီးနဲ့ထိုးလိုက်တဲ့အချိန်အနောက်လန်သွားတာကြောင့်ကံကောင်းပြီးလွတ်သွားပါတယ်။ အဲအချိန်မှာပဲ6ချီမြောက်ပြီးသွားခဲ့ပြီးဆန်နိုကဗောကိုနီးစနစ်ပိုင်းမှာမရှင်နိုင်တာကြောင့်ဖိန်လောက်ပြီးတင်းငင်အောင်နေဖို့နီးပြားကပြောပေးမယ်ဆန်နိုကတော့ထိတ်တရင်ဆိုင်မယ်လို့ပြောပါတယ်ပရိသတ်တွေရဲ့တဖက်စည်းဆန်တဲ့အာပေမှုတွေရှားမှာဗောကလည်းဆန်နိုရဲ့အာပေနဲ့ထိုးကြိုက်တွေကြောင့်ခံစားနေရပေမယ်ဒီလောက်နဲ့အရှုံးပေးမယ်လူမျိုးမဟုတ်ပါဘူး ခုနှစ်ချိန်မြောက်စားတဲ့အခါမှာတော့လူတိုင်းကဆန်တို့ရဲ့နာမည်ကိုအော်ဟစ်အပင်းနေကြပြီးဆန်တို့ကလည်းဒီအပင်းမှုတွေကိုနောက်တစ်ချိန်တိစမပေါ့ရှင်တာကြောင့်အစွမ်းကုန်တက်ခိုက်လာပါသည်ဆန်တို့ရဲ့ပြင်းရတွေကိုဗောလဲခံစားမိပေမဲ့ဗောကတော့ပရိသတ်တွေရဲ့အပိသတ်တွေကိုဂယုမဆိုင်ပင်သူကဘောင်းစင်းကိုချစ်လို့ပဲဆက်လက်တက်ခိုက်နေအောင်မှာဖြစ်ပါသည်အပြန်အလှန်ရှင်းမြိုင်ထိုးသွင်းနေကြရင်ဆန်တို့ကဗောအရှိတက်လာမှာကိုစောင့်ပြီးဘော်ဒီကိုပြစ်ထိုးပေးလိုက်ပါသည် ဖောကလည်းပြန်ထိုးလိုက်ပေမဲ့အပြန်အလှန်ထိုးနေကြတဲ့အချိန်ဆန်နိုကဘဲဘဲသမန်းနဲ့ထိုးလိုက်တော့ဖောအနောက်ကိုလွန်သွားပါရင်ခန္ဓာကိုယ်ရိုင်းနေတဲ့အချိန်မှာပဲဆန်နိုကညာဘဲသမန်းနဲ့ထပ်ထိုးလိုက်တဲ့အခါဖောလဲကျသွားခဲ့ရပါရင် ပရိသတ်တွေကတော့အားရနေကြပြင်မဲ့ဖောရဲ့နီးပြားကတော့စိတ်ပူနေခဲ့ပြီးဖောကလည်းဒီလိုမျိုးအဆုံးသတ်လို့မရဘူးဆိုကပြန်ထလာခဲ့ပါတယ်ဖောကဒီနေရာမှာရှုံးလို့မရဘူးဆိုတဲ့အတွင်းနဲ့ပဲဆန်တို့ကိုဖတ်ထားလိုက်ပြီးစက္ကမန်လေးအတွင်းမှာပဲခုနှစ်ချီမြောက်အဆုံးသတ်သွားခဲ့ပါတယ်အိမ်ဝင်ပရိသတ်တွေကတော့ဖောကိုပြက်ရက်ပြူနေကြပြီးရန်သူနဲ့မြေထဲမှာအခုလို့စိတ်တဲ့ကြမ်းခိုင်မှုမျိုးကိုထုတ်ပြနိုင်မှုမလွယ်ကူတာကြောင့်လက်ခုပ်တစ်ချက်လောက်တော့တီးပေးတဲ့ညောင်းမိရတာကကိုချင်းစာပြီးပြောပေးနေပါတယ်အီဘိုကဆန်တို့နဲ့ဖောတို့ရဲ့ထိုးပွဲကိုအဝေးကနေကြီးနေရုံပဲဆိုပေမဲ့ဘာကြောင့်မှမသိခံမင်းနေရပြီးသူတို့ ဲ့နောက်တစ်ချိန်လောက်ပြန်လည်တိုက်ခိုက်ချိန်မီနေပါရင်အဲနောက်မှာတော့ပြိသက်တွေရဲ့အာပိသက်တွေနီးပြားတွေရဲ့အဟဲသက်တွေကြားမှာစိုင်လုံနဲ့ဘောလို့အပြင်းအထန်အပြင်းအလိုက်တိုက်ခိုက်ခဲ့ကြပြီးနောက်ဆုံးအချီဖြစ်တဲ့ဆယ်ကြီးမျိုးကိုရောက်ရှိလာခဲ့ပါရင်ပြိသက်တွေကဘောပန်းမှမရှိဘူးဆိုပေမဲ့အာပိခန့်နေရတဲ့စိုင်တို့အတွက်ဖီအားတွေပုံများနေမယ်ဆိုတာဘောကသိပါရင်ဆန်နိုကလည်းသူ့ရဲ့အကောင်ဆုံးထိုးချက်တွေနဲ့ထိုးခဲ့ပေမဲ့ဖောကတောက်ခံနိုင်ခဲ့ပြီးဒီလိုမျိုးတန်မာတဲ့ပြိုင်မဲ့အခြေချင်းတိုက်ခိုက်ရလို့တယောက်ကိုတယောက်လေးစားနေကြပါရင် ပွဲပြန်စားတဲ့အခါအီဘိုကဘယ်သူမှမရှုံးသေးခြင်းမဖြစ်နေပြီးအပြန်အလှန်တိုက်ခိုက်ကြရင်ဖောကချေလျှော့သွားပေမဲ့ဒိုင်ကတော့ဒေါင်းအဖြစ်သတ်မှတ်လိုက်ပါရင်ဖောရှင်းပြပေမဲ့အခွင့်အရေးမရခဲ့ပဲအဲ့ဒီဒေါင်းကနေနှမဆောရှုံးလိုက်ရပြီဖြစ်ပါရင်အဲ့ဒါကြောင့်ဆောရှုံးသွားတဲ့အမတ်တွေကိုပြန်ယူဖို့ဖောလည်းအသေးအသန့်တိုက်ခိုက်နေပေမဲ့အဲ့အချိန်မှာပဲနောက်ဆုံးအချီပြီးဆုံးသွားခဲ့ပါရင်ဒီလိုနဲ့ဒိုင်လူကြီးအဆုံးအဖြတ်ကိုဆောင်လာကြရပြီးအမတ်တက်သွားတဲ့ဆန်တို့ကဂျပန်ဖိုက်တာဝိတ်တန်းရဲ့ချန်ပီယံအသစ်ဖြစ်လာခဲ့ပါရင်ဖောရဲ့နီးပြားကတော့ဒိုင်တို့ရဲ့အမတ်ပေးစနစ်ကိုလက်မခံနိုင်ပဲဖြစ်နေပြီးဆန်တို့ကလည်း ဲဆိုဗီယက်သားနေအောင်အထုတ်ခံထားရတာဖြစ်လို့သူကိုယ်သူနိုင်တယ်လို့မခံသားရပါဘူးအဲဒါကြောင့် Voy ရဲ့စိန်ခေါ်မှုကိုဦးစားပေးလက်ခံသွားမှာမို့နောက်တစ်ခါကျရင်အကောင်းဆုံးထိုးကြမယ်လို့ပြောပေမဲ့ Voy ကတော့နှုံးငယ်သွားနဲ့ဟုတ်ပြီလို့ပဲပြောသွားခဲ့ပါတယ် ချန်ပီယံဖြစ်သွားတဲ့အကြာကြီးကကျောင်းဝိုင်းထဲမှာဆောင်ရမ်းမိုက်လုံးနေရာကြောင်းဒါကိုကြီးနေရတဲ့အီဘိုလဲဘောင်းစင်ထိုးခြင်းသိတွေတဖွာဖွာဖြစ်ပေါ်နေပါရင်အဲအချိန်မီယာတာကတော့ထွက်တော်ပြီဖြစ်ပါရင်အီဘိုကသူနီးစပ်နေပြီလို့ထင်ရတဲ့ပေါ်သားတွေနဲ့အခုထိဝေကနေရတော့ဖြစ်လို့တစဉ်ချင်းစီစ조사ပြီးမီယာတာနဲ့ဒါတဲကိုအမိလိုက်ဖို့တွေးမိနေပါရင်အဲ့ဒီအတွက်အီဘိုရဲ့ပထမဆုံးခြေလှမ်းကတော့ဂျပန်ဖက်တာဝိတ်ချန်ပီယံဆန်တို့ကိုအနိုင်ယူဖို့ပဲဖြစ်ပါရင်အဲ့နောက်ပိုင်းမှာတော့အီဘိုပြန်လဲလေ့ကျင့်နေခဲ့ပြီးအဲအချိန်သတင်းတော်ဖူကြီးကအရေးကြီးသတင်းတစ်ခုဖုံးဆက်ပြောလာခဲ့ပါရင်အဲ့ဒါကတော့နှစ်ပွဲဆ က်ရှုံထားတဲ့ဖော့ကိုသူချင်းကစာချုပ်ဖြတ်သိမ်းလိုက်ပြီးအခုညနေပဲရုရှားကိုပြန်ပို့တော့မှာဖြစ်ပါသည်ဂျပန်ဘောက်စီလောကမှာလေဗယ်မြင့်တဲ့နိုင်ငံခြားပေါက်စားတွေကိုခေါ်ယူလာကတဏီတက်ဖို့ဂျင်းကိုကြောင်ညာဖို့ဖြစ်ကြောင်းနီးပြားကပြောပြပါသည်ဖော့မှာထိုးချွန်းတဲ့စွန့်ရည်တွေရှိပေမဲ့လည်းနှစ်ပွဲဆက်ရှုံထားပြီးပြိုက်သက်တွေကိုမဆွဲဆောင်နိုင်တာကြောင့်ဂျင်းကလာစားမပေးချင်တော့တာဖြစ်နိုင်ပါသည် ဖောက်ကပရိုတယောက်အနေနဲ့ငါးပွဲပဲထိုးခဲ့ရသေးတာဖြစ်ပြီးအဲ့ဒီပွဲတွေမှာသူ့ရဲ့အရာအလုံးကိုပုံရပြီးထိုးခဲ့ရတာပါဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုသိနေကြတာကြောင့်အထိုးမခံနိုင်တဲ့ဖောက်ကဆန်နိုးရဲ့စမတ်နဲ့အထိုးခံရတာတောင်မရမကပြန်ထလာခဲ့ပြီးသူ့ရဲ့နီးပါးကလည်း MBA စနစ်ကိုအပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်ဖောက်အတွက်မတရားဘူးလို့ခံစားရရင်တောင်ဒါက professional လောကရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ကြောင်းနီးပါးကပြောပါတယ် အဲအချိန်တဘောကောင်းတဲ့တခါမူရာကလေရင်ကွင်းစီလိုက်သွားဖို့အီဘိုတက်စီကပေးလိုက်ပေမဲ့သူ့ပတ်စံနေမဟုတ်ပဲအာဟုတ်ခိရဲ့ပတ်စံတွေဖြစ်နေပါလိမ့်အီဘိုလေစိတ်ကိုရောက်တဲ့အခါဖောင်းနဲ့တွေးလိုက်ရပြီးဖောကသူ့အိမ်မက်တွေအတွက်ဒီနိုင်ငံကိုရောက်လာခဲ့ပေမဲ့ဘာမှမဖြစ်မြောက်ခဲ့တာကြောင့်နောင်နာရမိနေပါလိမ့် ဒါပေမဲ့ professional ဘောင်သင်ကျွမ်းဝိုင်းရဲ့ပြင်းထန်မှုကိုသင်ယူခဲ့ရပြီးဤပိုးကြောင့်ဘောင်သင်ရဲ့အနှစ်သာရကိုတီးခဲ့ရတာဖြစ်လို့ကျေးဇူးတင်ကြောင်းပြောပါရင်ဇာတိမြေကိုပြန်ရောက်ရင်ဤပိုးစီကနေသင်ငယ်ရတာတွေဂျူနီယာလေးတွေကိုပြန်သင်ပေးမှဖြစ်ပြီးဂျပန်ဘောင်စာကောင်တယောက်ဖြစ်တဲ့ဤပိုးနဲ့တိုက်ခိုက်ခဲ့ရကြောင်းခေါင်းယူစွာပြန်ပြောပြမယ်လို့ပြောပါရင်ဖောကဤပိုးကိုဂျပန်ချန်ပီယံဖြစ်စေခြင်းနဲ့အပြင်ဂျပန်မှာနေမဟုတ်ဘဲပိုပြီးကြီးမားတဲ့နေရာတစ်ခုအထိပေါက်ရောက်စေခြင်းပါရင် အဲ့နောက်သူအုံပြုခဲ့တဲ့လက်အိတ်လေးကိုအီဘုတ်ကိုပေးခဲ့ပါရင်ဂျပန်မှာအကြကြီးနေရမယ်ထင်လို့ဂျပန်ဘာသာစကားကိုလေ့လာခဲ့ပေမဲ့ရုရှားကိုပြန်ရောက်ရင်ဂျပန်စကားထပ်ပြောရမှာမဟုတ်တော့ပါဘူးအဲ့ဒါကြောင့်အီဘုတ်ကိုပြောခဲ့တဲ့နှုတ်ဆက်စကားက for အတွက်နောက်ဆုံးသောဂျပန်စကားဖြစ်ပြီးအီဘုတ်ကလည်း for အတွက်ဝမ်းနဲ့နေခဲ့ရပါသည် for ထွက်သွားခဲ့ပေမဲ့လည်း for နဲ့တိုက်ခိုက်ခဲ့ရတာကိုတော့အီဘုတ်ကလုံးဝမပြစ်မှာမဟုတ်ပါဘူးဒီနေရာမှာတပိုင်းပြီးသွားခဲ့ပါရင်နောက်အပိုင်းတွေကိုနောက်ရက်တွေမှာဆက်တင်ပြီးသွားပါမယ်အဆုံးထိကြည့်ရှုပေးကြတဲ့တရားဝင်ရှင်ဒီတန်ကိုကျေးဇူးတင်ပါတယ်ဗျအားလုံးပဲဘိုင်းဘိုင်း